ကျိုးတို့ပါလေကျွန်တော်မနှောပေးတယ်ဆရာကျမရွှေတိုင်နမီလေးပေးခြင်းလို့ဘုကင်ယူထားခြင်းလို့ပါဆရာကျွန်တော်မှာဟုတ်ကဲ့ရပါတယ်ကျမမွေးကွန်းတက20ရက်တလာပိုင်1985အများခေါ်မိကအေးမို့မို့ပါဆရာအရင်ကလည်းဖွင့်ခဲ့ဘူးပါတယ် ခုကထက်လို့ချင်းလို့ပါဆရာဆရာအားရလားမသိဘူးကျမရေရံနဲ့ပတ်သက်ပြီးပြောကြလေးရှိလို့ပါကျွန်တော်မှာဟုတ်ကဲ့ရပါလေပြောပါဒီလိုပါဆရာကျမရင်ကရွှေတိုင်ဖွင့်လုံးကပေါ့အရောင်ဝယ်ကောင်းပြီးတထေးမကြီးဖြစ်ချင်လို့ဘေးရင်ဆရာရဲ့လမ်းညွှန်မှုနဲ့စောင်းလာပဲအိမ်နောက်ဖေးမှာစိုက်ခဲ့ပါတယ် ကျွန်ုပ်ကခမရဘသူ့ကိုစိုက်ခိုင်းတာလေဘယ်နေ့ဘယ်အချိန်မှစိုက်တာလေမှတ်မိလားမှတ်မိတာဗောဆရာရဲ့ကျမယောက်ျားကကိုသိန်းဘေးရင်ဆရာကကျမရဲ့စပွတ်နေသားသမီးဖြစ်တဲ့တောက်ကြနေသားသမီးကစိုက်ပေးရမယ်ဆိုတော့ကျမယောက်ျားကကိုသိန်းသူကတောက်ကြသားဆိုတော့သူ့စိုက်ခိုင်းတာပေါ့စိုက်တဲ့နေ့ကအင်္ဂါနေ့မနေ့ဇေနိုင်ခွေးမှာ စနိုင်နိုင်တွဲမယ်ဆရာကျလုံးမှာအင်းဒါဆိုရင်ခမရယောက်ျားကျဲမကြီးညံ့သွားတဲ့အကြောင်းရင်းတွေတက်ကအဲ့ဒီသစ်ပြန်ဆိုင်ခဲ့ဆိုင်ခဲ့တာလည်းပါတယ်လို့ပြောလိုက်ရအဟုတ်တယ်ဆရာကျမပြောချင်တာအဲ့ဒါပဲအဲ့ဒီအပင်ဆိုင်ပြီးနှစ်လားလောက်နေတော့ကျမယောက်ျားကျဲမကြီးတွေတအားညံ့သွားတယ် ဲ့ဒီနောက်ပိုင်းသူကျမ်းမာရေးကြောင့်စိုင်းလည်းမဖွင့်ဖြစ်ကြောက်ဘူးဆရာခုသူကျမ်းမာရေးကောင်းလာတော့ထပ်ပြီးဖွင့်ကျင်လို့ပါဆရာကျွန်တော်မှခုအဲ့ပင်ရှိသေးတာမရှိတော့ပါဘူးဆရာအဲဟုတ်ပြီကျွန်တော်ခမရွှေတိုင်အတွက်နမရရင်ပို့ပေးပါမယ်လို့ပြောလိုက်ပါလူတိုင်းလူတိုင်းဘာပဲမဆိုစိုက်ပျိုးလို့ရပါတယ် မတည့်မရှိပါဘူးဒါပေမဲ့ရေတရာအဖြစ်စိတ်ဆန္ဒနဲ့စိုက်ပျိုးမယ်ဆိုရင်တော့ပြဿနာရှိပါတယ်ဘာကြောင့်စိုက်မှာလဲဘယ်ပင်ကိုစိုက်မှာလဲဘယ်နေ့ဘယ်အချိန်မှာစိုက်ပျိုးမှာလဲတေချာစာဆောင်ရွက်စီရင်တဖို့လိုအပ်ပါအလားအဖြစ်စိုက်တာကအပြစ်မရှိပေမယ့်ရေတရာအဖြစ်စိုက်တာကတတိခိုင်ရင်ဖြစ်စေပါဝိကရိပါကရိသဘောတရားနားလည်ဖို့လိုအပ်ပါတယ် ြင်မာမှုဖေးခြင်းပညာတရေတဲ့ဆင်ပညာမှာလေဒီလိုရေရအစီမင်းအစီရင်အပြင်ဆိုင်တဲ့လမ်းညွန်ချက်တည်းအများကြီးရှိပါတယ်တနင်္ဂနွေသားသမီးနာမည်ရှင်ဆိုရင်မင်းခါနေ့နဲ့နဲ့၁၀နာရီခွဲမှ၁၂နာရီအတွင်းစောင်းလာပြီးဆိုက်ရမယ်ဆိုက်ပေးသူကသောက်ကြနေသားသမီးအမိရှင်ဖြစ်ရမယ် တနေ့လာသားသမီးမိဆိုရင်ဗုဒ္ဓဦးနေနဲ့10နှစ်ခွဲမှ12နှစ်အတွင်းလက်ပံဆိုင်ရမယ်ဆိုင်ပေမဲ့သူကစနေသားသမီးအမိရှင်ဖြစ်ရမယ်ငါကသားသမီးဆိုရင်လည်းကြာသာပဲနေနဲ့10နှစ်ခွဲမှ12နှစ်အတွင်းဖတ်တမ်းမြင်ဆိုင်ရမယ်ဆိုင်ပေမဲ့သူကတနေ့ကနေသားသမီးအမိရှင်ဖြစ်ရမယ် ဘုရူသာသမီးမိရှင်ဆိုရင်တောက်ကြနေနနဲ့10နာရီခွဲမှာ12နာရီတွင်တနက်မြဆိုက်ရမယ်စိုက်ပေးသူကတနေ့လာသာသမီးမိရှင်ဖြစ်ရမယ်ဂျာသာပရိသာသမီးမိရှင်ဆိုရင်လေစနေနေ့နနဲ့10နာရီခွဲမှာ12နာရီတွင် ားအောင်မစိုက်ရမယ်စိုက်ပေးသူကရင်ငါသားသမီးမိရှင်ဖြစ်ရမယ်တောက်ကြသားသမီးမိဆိုရင်ရှင်ဆိုရင်လေတနင်္ဂနွေနေ့နနက်10နိုင်ခွဲမှ12နိုင်အတွင်းအကျော်ပင်စိုက်ရမယ်စိုက်ပေးသူကဗုဒ္ဓဦးသားသမီးမိရှင်ဖြစ်ရမယ်သနေသားသမီးမိရှင်ဆိုရင်လေကစွန်ပင်စိုက်ရမယ်စိုက်ပေးသူကကြာသာပရိသတ်သမီးမိရှင်ဖြစ်ရမယ်သတ်သဖြင့်ပညာရဲ့နိဗ္ဗာန်ရှိပါတယ် ဒါပေမဲ့အဲ့ဒီစီရင်နည်းဗျူဟာကိုလေနဒါထေပုံသေးနည်းအတိုင်းနေသားသမီးအတိုင်းအမိအတိုင်းစိုက်ဖို့တင့်မတင့်ဆိုတာကတော့လမ်းညွန်ပြုသူဆရာတွေအနေနဲ့တွေးတောဆင်ခြင်ရမှာဖြစ်ပါတယ်လွယ်လွယ်ခိုင်းလို့မရပါဘူးဘေရင်မေသူ ရေရာပြုသူတရရတဲ့ဆင်ပြုသူတွေဆိုတာပညာရရဲ့အတိတ်နဲ့ကိုမသိကြပါဘူးဆရာဖြစ်သူလမ်းညွန်စီခိုင်းတဲ့အတိုင်း ြုလုပ်ဆောင်ရွက်ကြမှာပဲဖြစ်ပါတယ်အခုကိစ္စကိုပဲသုံးသပ်ကြည့်ကြပါတို့အေးမမဟာတနင်္ဂနွေသားသမီးမရှင် ဖြစ်တဲ့အတွက်စောင်းလာပြီးစိုက်ခိုင်းလိုက်တဲ့ကိစ္စစိုက်ပေးတဲ့နေသားသမီးကသူ့သားသမီးကလေအပြင်ချားရက်ကွယ်အချားအိမ်ကမဟုတ်ပဲဒီအိမ်ဝန်းဝိုင်းထဲမှာနေထိုင်တဲ့သူ့ယောက်ျားကိုသိမ်းဖြစ်ပါတနည်းအားဖြင့် တင်းဒီဝန်းဝိုင်းထဲမှာနေထိုင်တဲ့သူကပြန်ပြီးစိုက်ခိုင်းတော့အကျိုးမပြုတဲ့အခါမှာသူ့ပဲတက်ခိုက်သွားမှာဖြစ်ပါတယ်အေမိုမိုလို့တနင်္ဂနွေသားသမီးအမိရှင်တွေအတွက်ဒီနီးဗျူဟာစီရင်ဒီဟာဒီညောအမကံမှုရှိပါတယ်နင်းချက်ဖြစ်တဲ့ဆောင်းလာကိုအိမ်နောက်ဖေးမှာစိုက်ခိုင်းတာကမှန်ပါတယ် ဆရာမင်းနေအင်္ဂါနေ့မှာလေအေမုံမုံနေတဲ့တနင်္ဂနွေဟာစပုနေရရောက်ရှိနေတဲ့အတွက်မှတ်ကံမှုရှိပါတခါဆိုက်ပြိုးတဲ့အချိန်ခဏကြီးမှာဗုဒ္ဓဟူးခါမှာလေအေမုံမုံရဲ့နေတဲ့တနင်္ဂနွေဟာပြစ်စဖို့လို့ခေါ်တယ်နဝဲမှာရောက်ရှိနေတဲ့အတွက်မှတ်ကံမှုရှိပါ ဆောင်းလာပင်ကိုကုရိလက်ရောက်ဆိုင်ပြုတ်ပေးတဲ့သူကိုသိမ့်ဖို့ကြတော့ဆောင်းလာပင်ဆိုတာပစ္စဘုံဝင်အင်္ဂါနဲ့နေပြီးတော့စဘဘိုလ်ရူဒီကိုသောက်ထုတ်ဆင်းပြီးဖိချလိုက်တဲ့ဥပကြီးကိန်းနာမီပြည့်ညက်ဖြစ်သွားစီပါတယ်ဒါကြောင့်ကိုသိမ့်ထိခိုက်ထိခိုက်ပြီးပြပြုံဆုံးရှုံးသွားမှာဖြစ်စီပါတယ်ပိုးပြီးဆိုတာကခြားနေရာဌာနအိမ်မှာသွားဆိုင်ရင်တော့ထိခိုက်ခြင်းမှထိခိုက်ပါလိမ့်မယ် ိုအိမ်ဝန်းဝိုင်းထဲမှာစိုက်မိတဲ့အခါမှာကျမ်းမကြီးညံ့သွားတာမျိုးဖြစ်စီပါပညာကန်းကိုကျဲချက်ကြည့်စိုက်ပြိုးတယ်နိအင်္ဂါနေ့အင်္ဂဝိသတ်တိုင်းမှာလေကိုသိန်းလို့အမိတညာခေါ်တဲ့တောက်ကြန်နှံကျူဟာစတူရန်ခုနေချင်းဖြစ်ပါတယ် နေနံမီစတူရန်ခုနေခြင်းဟာမကောင်းတဲ့နေတာဖြစ်စတကူပဲဖြစ်ပါတယ်စတူရန်အောက်ကျနေပြောကိုကကိုကိုဆွဆက်တနီကိုအောက်မဖောက်ဟုံငါထိုးသူများနေတရားတပောင်ဖြစ်မိရှောင်းတော့ထိုးပြင်တကြခြေနှောင်းနေလေးချောင်းပြင်ထွက်ကျိုးပြူထားတဲ့ခံရတဲ့နေရာဖြစ်ပါနေတာနေရာဖြစ်ပါတယ်တခါရှောင်းလာပြီးစိုက်ပြိုးတဲ့အခါမှာ ဘုရူအချိန်ကဆိုတာကလေကိုသိန်းလိုမိသညာခေါ်တဲ့တောက်ကြံန်ကျူကိုတရားကျူမှာခိုးခိုးသေးတဲ့အချိန်ဖြစ်သွားစီပါတရားခိုးသွားပြီဆိုမှတော့မကောင်းတဲ့နှိတ်ချတွေဖြစ်လာတော့မှာပါပဲဂျိုဒီယန်ပျော်စံများနေသေးခြင်းပြစီမိတဲ့တကြောင်ခြေနှချောင်းနဲ့လေးချောင်းပြင်ထက်နှိတ်သက်ဝေဒနာဆွဲကက်လာဤလိုဆိုရှိပါဒါကြအဲ့ဒီကိုသိန်းကျမ်းမာရေး ညံ့သွားယောဂခံစားရတာဘာမှဆန်းတော့မဟုတ်ပါဘူးအိမ်တော်စီကျမရဲ့ညက်အေးရတဲ့ပုံပုံလဲသွားပြီဆိုမှတော့ဒီနေ့ဒီဖြစ်တဲ့အဲ့ဒီအိမ်မို့မို့လဲစောင်းလာပင်ကမကယ်နိုင်တော့ပါဘူးသူလဲခင်ဖို့အတွက်ကိုယ်ပဲပဲစိတ်ပင်ပဲဖြစ်ရတော့မှဖြစ်ပါရွှေတန်ကြီးဖွင့်ပြီးသတိမကြီးဖြစ်လို့တဲ့စိတ်ကူးရင်နတ်တော်ကြီးလဲ အလိုလိုပြုတ်ပြတ်သွားရပြီပေါ့လေဒါကြောင့်ရေရရဆိုတာရမလို့တာကောင်းဆုံးပါလေတေချာလေးစဉ်းစားပြီးမှပြုတ်လုတဲ့မှာကဲခုတော့သူယောက်ျားကျမကြီးပြန်ကောင်းလာတော့စိုင်ပြန်ဖွင့်ဖို့ကြိုးစားနေပြန်ပါပြီကဲကျွန်တော်လည်းသူ့ရှိတိုင်းမိပေးဖို့အတွက်ထပ်ပြီးစဉ်းစားရွေးချယ်တက်ချက်ပေးရပါဦးအားလုံးမိတ်ဆွေများရှင်လဲချက်မိကြပါခင်ဗျာ